ကျွန်မတို့အခုငားလိုက်တတ်တယ်အင်ရှင်ကဆိုင်နာဆိုင်နာမပိုင်တော့ဘူးကျွန်မငားလိုက်တဲ့နေရာစကြီးကျွန်မအပိုင်ဟုတ်တယ်နော်ကျွန်မအပိုင်ဆိုကျွန်မရဲ့ဖုံးကန်နဲ့ဆိုင်တယ်ဥပမာကွာကျွန်မတို့မြေဝဲပြီးအိမ်ဆောက်တော့မယ်ဆိုလို့ရှိရင်ဘုံတော်ကြီးတွေခေါ်ပြီးတော့ငါရွက်ဖတ်တရဲစဲတယ်ပနဲ့ရိုက်တယ်ပွဲတွေစပယ်ရှယ်တင်တယ်အဲ့ဒါဘာလဲဆိုတော့မြေဆောင်နဲ့တည်းရဲ့ပတ်ဝန်းကျင်ဆောင်နဲ့တည်းအားလုံးကိုတိုက်တယ်ဒီတော့ကျမတို့အိမ်ငားရင်လည်းပဲကာကွယ်ရတယ်ဆိုတာမမင်းနဲ့နော်မနေ့ကဆိုရင်ကျမတို့ပတ်စံ9000ပုံခံပြီးတော့မှဖုန်းဆွေစစ်ပြောက်ကိုလာကြည့်ခိုင်းပါတယ်ဖုန်းဆွေဆိုတာမယုံလို့နေရဘူး ဒီအိမ်ရှင်တခုကောင်းလာပါလဲဆိုတော့ရတဲ့လစာနဲ့ဒီအိမ်ကိုပြန်ပြန်ထည့်တယ်မွမ်းမံတယ်ဒီအိမ်ရဲ့တက်တန်းကလေးနှစ်ပဲရှိသေးတယ်ပထမတစ်နှစ်မှာသူတို့မိသားစုနေပြီးခဲ့တဲ့တစ်နှစ်ကျတော့နိုင်ငံခြားသားလူပြတ်ကိုသူငားတယ်အဲ့ဒီနိုင်ငံခြားသားကဒီမှာတစ်နှစ်နေခဲ့ကျမရဲ့ဖုန်းဆွေဆိုတာဘာပြောလဲဆိုအဲ့ဒီနိုင်ငံခြားသားဒီအိမ်မှာနေခဲ့တဲ့အခါရဲ့သူ့ရဲ့စီးပွားရေးလူမှုရေးမှာသူ့ရဲ့အပူတွေနဲ့စိတ်ဖြစ်စည်းတာတွေရဲ့ညင်းနည်းနည်းကြံခဲ့တယ်ဒါကိုရှင်းထုတ်ရမယ် အိမ်ရဲ့အနေထားကဖုံးစွယ်ရအရန်ကောင်းတယ်။နံပါတ်၁ကောင်းတဲ့နေရာကဒီဧကန်။နံပါတ်၂ကောင်းတဲ့နေရာမီးဖို့ကြောင့်မီးဖို့ကြောင့်တွေကမီးဖို့နဲ့ကျွန်တော်ပကံဆေးတဲ့ရေပိုက်စင်ရေခဲတက်တာဒီ၃မျိုးဟာကိုယ့်ရဲ့မီးဖို့ကြောင့်တည်းမှာမျက်နှာချင်းဆိုင်အခုမှမဖြစ်နေရဘူး။အဲ့ဒါဖုံးစွယ်ရဲ့ပညာနော်။ကဲအခုဒီစားကြမ်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုပြောပြမယ်နော်။အိမ်တိုင်းအိမ်တိုင်းမှာအထူးသဖြင့်စီးပွားရေးလုပ်တဲ့အိမ်ဆိုရင်ဒီလိုစားကြမ်းကိုခွက်လှလှလေးနဲ့တစ်ခွက်ထည့်ပြီးတော့ အလှဆင်တဲ့နေရာမှာတင်ထားဘယ်အရာလေးမဆိုသတိကပ်ပြီးရင်တော့ကောင်းတယ်ရေရာချိန်မဲ့ခွက်ကရိုးရိုးခွက်နဲ့မရဘူးနော်အဲ့လိုပြလိုက်ရင်လူတိုင်းသိပါတယ်ဘမာပြည်စီးတီးမှတ်မှာလည်းအများကြီးပဲအဲလင်းချီထဲကိုထည့်လို့ရတဲ့ဟာအပူခံတဲ့ဟာကိုကျွန်မဆယ်ခွက်စီလိုက်ပါမယ်ဘယ်ခေနာခိုက်ရအောင်နေကကြောင်းတော့လေတော့မလို့ဟိုရရဟုတ်တယ်ဟုတ်တယ်အကုန်လုံးစားရည်ထည့်မယ်ရတယ်ဒီထက်မှနေပေါ်လဲအဖက်ပေါ်လဲအဲ့ဒါကငါအဖက်မှလူကန်းတူတယ်ဟုတ်တယ် အဲ့ဒါမိန်းကလေးနဲ့လာတဲ့အဆက်ဘယ်လောက်ဆိုရိုက်ပြလာဆိုပေါ့ရောင်းနေလာဖက်လိုက်အရက်ပြန်ယူလာကြတဲ့ဆိုကအရက်ပြန်ယူလာတော့ဟိုမှာဟိုမှာအဆက်တုံးထားမှလူတိုင်းသိတယ်အဆက်တုံးမှဒါယူသေးတာဟောဒီကဘယ်လိုဝင်နေတော့ဟာတော့တော့မှဖြစ်ရှိတယ်အဲ့ဒါမလောက်ဘူးဒီအေးတော့ဝယ်ခိုင်းရမှာဆက်တယ်တော့တော့တော့ဝယ်အေးအေးဒီလိုနော်မကြီးဒီလိုအပူခံငွေခွက်နော်အဲ့ထဲမှာစားထည့်မယ်စားကိုအရက်ပြန်ဟာကြော်နေရမယ်အေးအေး ။ပတ်စာယူသွားပြီ7 11မှာအရေးပြန်သွားဝယ်လိုက်။သူဂါလန်ဘုံလေးနဲ့ရောင်းလာရှိတယ်။ကျွန်တော်ကမလောက်ဘူးဖြစ်သွားတယ်။ကိုယ်စိတ်ထဲမှာမတန့်ဘူးထင်တဲ့အခန်းလေးနေရာတိုင်းပေါ့နော်။အကောင်းဆုံးတော့တအိမ်လုံးရဲ့ဒေါက်လေးမှာမိချလေးနဲ့အရေးပြန်ပါနေတာဖြစ်တဲ့အတွက်ဝုန်းဆိုတောက်လာတယ်။တောက်ပြီးတော့အကုန်လုံးငြိမ်းပြီးပြာကျသွားတဲ့ချိန်ဆောင်းသွားတယ်။တောက်ပြီးတော့ခွက်တိုင်းရဲ့အခြေအနေကမတူတတ်ဘူး။တချို့ကဖြူဖြူလေးဖြစ်နေတတ်တယ်။ သူကမင်းကြီးညစ်လေးဖြစ်နေတတ်တယ်ခဏကြာရင်ပြမယ်နော်ဖြူဖြူလေးဖြစ်နေတဲ့စားဆိုရင်အဲ့ဒါအကြည်တတ်ညစ်ညစ်ကလေးဖြစ်နေတယ်ဆိုအဲ့ညင်အဲ့နားလေးမှာပုံးနေတာဝတ်နေတာပြီးရင်နောက်တစ်ခုအရေးကြီးတာကဖြူစင်နေတဲ့အဲ့ခွက်ထဲကတချို့စားတွေကိုယူပြီးမှကို့အိမ်ကမှကို့မိသားစုဝင်တွေကမှအိမ်သားဘယ်နှလုံးရှိလဲကျမတို့ဒီမှာတော့နှလုံးရှိတယ်တချို့ကသုံးလုံးရှိတယ်လေးလုံးရှိတယ်ကွာအဲ့အိမ်သားတွေဒိုင်းကိုတွားပြီးတော့ထက်ထက်ပြီးရင်ဝိုးဆိုပြီးလောင်းချလာအဲ့ဒါကကျမတို့ free မြောက်ဝင်လိုက်တဲ့ဖုန်းရွှေပြင်းညာ ကိုယ့်အိမ်ထဲမှာကိုယ့်မိသားစုအတွက်ခိုက်နေစေတဲ့အရာတွေအားလုံးကိုပြေပြောက်သွားစေတယ်။တချို့ကကောင်းတဲ့ဟာလေးတွေရှိတယ်။ဒါမှမဟုတ်မေတ္တာတုံရွတ်လိုက်ရင်သူလည်းကိုယ့်ကိုအကျိုးပေးတယ်။တချို့ကမေတ္တာတုံရွတ်လဲပဲသူညင်ဟာမကောင်းနေတဲ့အတွက်ကျမတို့ဒုက္ခပေးတယ်။အဲ့ဒီဒုက္ခပေးတဲ့ဟာလေးတွေကိုဖယ်တာ။ဒီမှာနော်အိမ်မှာစားကြမ်းကြီးတစ်ခွက်ကိုကိုယ့်ဟာကိုဘလို့ခွက်နေပဲဖြစ်ဖြစ်အရေးကြီးတဲ့ဧည့်သားမှာထားထားရတယ်။တကယ်လို့ကိုယ့်အိမ်ကိုလာတဲ့လူတွေမသိဘူးလေသိရမလား။ခုနကအသားရမီးကဘာစိတ်နဲ့လာကြလဲမသိဘူး။ကိုယ့်စိတ်ထဲမှာ तू ဟာကိုယ့်ကိုကောင်းကျိုးမပေးဘဲနဲ့ကိုယ့်ကိုစိတ် ညွန်းနှွမ်းသွားစေတယ်ဆိုလို့ရှိရင်သူထွက်သွားပြီးတဲ့သူသွားတဲ့လမ်းအရိပ်ကိုစားပက်လိုက်ပြီးရင်သူတန်ဒုက္ခသူတန်ဒုပြန်ဆိုပြီးတော့မှအဲ့လိုရဖလာတော့တတနဲ့ကျမကဒီအိမ်ထဲမှာနေတဲ့အဓိကလူတွေဖြစ်တယ်။ तू ကလည်းသူစီးပွားနဲ့သူကျမလည်းကျမစီးပွားရင်းနဲ့ကျမဆိုတော့အဲ့ဒီစားချမ်းကိုပလတ်စတစ်ထဲမှာထည့်ပြီးတော့အထိတ်ပိတ်ကိုတေချာပိတ်ပြီးတော့အခုပလတ်စတစ်ရှိတယ်ကွာထိတ်ပိတ်ပါလား။အဲ့ဒီလိုမျိုးဒီလိုမျိုးအဲ့လိုမျိုးထဲမှာစားထက်ထက်ပြီးတော့ကိုအိတ်တဲ့အိတ်ခမ်းရဲ့ခါ အနေထားရဲ့အဲ့နားလေးမှာတထုတ်ကလေးထားထားကဲစမယ်နော်ဒါကျမတို့ရဲ့အပေါက်ကဝင်နားလေးမှာလေအဲ့လိုလေးပဲနော်နားမှာဒါအမိဖို့ကြောင်းပြီးပြီးရွေးမှာလည်းလှုပ်ထားပြီးအဲ့နောက်ဆုံးရပြီသူကစားပါတဲ့အတွက်မီးလည်းထင်တယ်လို့မတောက်ဘူးပေါ့နော်အဲ့မှာအင်းဒါတဲ့တဲ့လှုပ်ရမှာသိရမလားအဲ့ဒါ အဲ့လိုမျိုးအဝတ်အစားတွေပိုင်းရှိတဲ့နေရာဆိုလို့ရှိရင်တော့နည်းနည်းသတိထားရမှာပေါ့နော်အဲ့နေရာမှာစောင့်နေရမယ်ခုနကကျွန်မပြောတဲ့အထုပ်ကလေးကဒီမှာထုတ်ထားရတယ်နော်အဲ့လိုရှို့လိုက်တဲ့အခါမှာဖြူဖြူဆင်ဆင်လေးတွေ့လားဖြူဖြူဆင်ဆင်လေးဆိုရင်အဲ့ဒါအိမ်တက်နေလို့ခေါ်တယ်ပေါ့နော်မကောင်းတဲ့ဟာလည်းထွက်သွားပြီဆိုတဲ့သဘောဟုတ်ရှင်အဲဒါဆိုရင်လည်းဖြူဖြူလေးပဲကြံပါလေရှင်တကယ်လို့ပေါ့နော်ညင်းတိုးတိုးနဲ့ तू ကမပြောင်းချင်ဘူးမထွက်ချင်ဘူးဆိုလို့ရှိရင်လေလေးညူနေတယ်တဲ့တွေ့တယ်နော်ဒါနည်းနည်းလေးညူတယ်ဆိုတော့အတိတ်ပဲက 哦，是对把窗户打开，纱窗也打开。是嘛嘞？宁波哪？地铁嘛？啊，浦江线哦，下边的嘛，地铁嘛，泰太平线。 မိသားစုအိမ်ထဲကလူတွေအကုန်လုံးလက်လာစေးစေးပြီးရင်အဲ့ထဲကရေနဲ့ပဲယူပြီးတော့မှအိမ်ခန်းတွေကိုနက်နက်ပပနက်နက်ပပအဲ့လိုလိုက်ပတ်ရမယ်နော်ကဲတလက်စားလက်ကြောညာတယ်နော်ဒါ all in one ရှားဆောင်ဆက်ပြလက်တွေပဲနော်ဒါတွေပဲသုံးတာအရန်ကောင်းတာဟုတ်တယ်ပုံးနေတဲ့ခေါင်းကျော်ကြီးဟိုတောင်းပါ